အခုထပ်ပြီးတော့ grid element အကြောင်းပြပြပေးတော့မှာဖြစ်ပါတယ် grid element ကကြတော့ item bar ကိုပေါ့နော်ရွေးလို့ရတယ်အဲ့တော့ဒီထဲကို element တစ်ခုထည့်ကြည့်မယ် image box ဆိုတော့ဒီကောင်ကိုရှစ်ခုလောက်ပွားလိုက်မယ်ဆိုတော့ဒီမှာက default က4ဖြစ်နေတော့သူကဒီမှာ6ခွက်ဖြစ်နေတယ်ကိုက2ခွက်ထားလဲရတယ်3ခွက်ထားလဲရတယ်ပြီးတော့သူ့မှာ spacing ကြိုက်တယ်လို့ထားလို့ရတယ်ဗောနော်ဆိုတော့ဒီ grid element ကလည်းတော်တော်အသုံးဝင်တဲ့ element တစ်ခုဖြစ်တယ်ဒီ image box အစားတခြားဟာတစ်ချက်ထည့်ပြပါမယ်ကိုက dust တစ်ခုထည့်မယ်ဆိုရင် heading ဗောနော် okay ဒီကောင်လည်းပွားလိုက်မယ် okay အဲဆိုလည်းဒီကောင်ကဒီ grid မှာပြထားတဲ့အာ item ရေးတဲ့အတိုင်းသူကလည်းတွားမယ်ဗောနော်ဆိုတော့ဒါက new dust element ထည့်တဲ့ဟာ နောက်ပြီးတော့ division နဲ့လည်းထည့်လို့ရမယ်ဒီ division ထဲမှာနောက်ထပ် heading တစ်ခုထည့်မယ် test တစ်ခုထည့်မယ်အင်းဒီ division ကဒီ grade ရဲ့ get out ဒုတိယ level မှာရှိတဲ့အကောင်ကို तू ကဒီ grade ရဲ့အရေးအတွက်အတိုင်း तू ကအော်ပြပေးသွားမှာပေါ့နော်ဆိုတော့ဒီကောင်ဒီ level ကဒုတိယ level အကောင်ကို duplicate ပွားမယ် okay အဲဆိုရင်ဒီ grade ထဲမှာပြထားတဲ့အတိုင်း तू က ဒီ grade ချပေးသွားမှာပေါ့နော်အခု Brighton ရဲ့ animated heading ရောင်းပြပေးသွားမှာဖြစ်ပါတယ် before dust after dust တွေကိုကိုကြိုက်တဲ့စကားလုံးတွေပြောင်းထည့်လို့ရသလိုဒီအလဲကောင်က animated စကားလုံးစလုံးတွေကိုလည်းလိုတိုးပို့ချောပေါ့နော်ကိုလိုတဲ့လိုမျိုးပြောင်းလဲလုပ်လို့ရပါတယ်နောက်တစ်ခုကတော့သူ့ရဲ့ style ပေါ့နော်ဒီ style မှာဆိုရင် effect ကို rotate တင်းသွားလို့ရတယ် timing ပုံစံမျိုးသွားခြင်းလည်းရပါတယ် โอเค rotate တဲ့မှာဆိုလို့ရှိရင်သူဒီမှာ background color တွေကိုစိတ်ကြယူလို့ရတယ်ပြီးတော့ဒီ effect မှာလည်းဒီမှာရွေးချယ်လို့ရတယ် effect တွေအများကြီးရှိပါတယ် ဖေဒါကတော့ Brighton ရဲ့ animated heading အကြောင်းဖြစ်ပါတယ်နောက်တစ်ခုက dual heading ဖြစ်ပါတယ် dual heading ကကြတော့တော့ဒီမှာပေါ့နော်အာဒီကိုထားခြင်းနဲ့ဟာကို secondary style ပေါ့နော် on ထားတဲ့ဟာကဒီကိုလိုချင်တဲ့ animation လေးကတော့နေမယ်ပြီးတော့ဒီမှာ primary ကကြတော့ဒီကောင်ပေါ့နော်အာ primary ရဒီကောင်အခု secondary ကိုတွားပြီးတော့ပြင်ကြည့်ပါမယ်သူဒီမှာ effect တွေက ဒီ6မျိုးပေါ့နော်အကုန်လုံးလောလောဆယ်ပါချင်းမှာ6မျိုးရတယ်ဆိုတော့တော့ရနိုင်တဲ့အဖက်ချောင်းမျိုးပေါ့နော်ပြီးတော့ဒီကောင်းနေရဲ့ခါလာရွှေလို့ရတယ် ်ပေတီတိုက်ပိုဂရဖီထဲမှာလည်းခုနကလိုမျိုးပဲကိုကြိုက်တဲ့ကာလာကိုထည့်သွင်းလို့ရတယ်ဂျာတော့ primary ကာလာပါနော်ဆိုတော့ဒီ dual heading ကလည်းဒါအသုံးဝင်ပြီးတော့မှကို website ကိုအခုဖြစ်သွားစေတဲ့ animation လေးအလုပ်လုပ်ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အဲ image အပိုင်းပေါ့နော် image အပိုင်းမှာ အင်မေ့ချ်နှစ်ခုကို comparison လုပ်တဲ့ဟာတွေကအခုနောက်ပိုင်းမှာတုံးလာရပါတော့အဲ့တော့အင်မေ့ချ်မှာလည်းဒီ image comparison ဆိုတဲ့ဟာရှိတယ်။သူက image နှစ်ခုပေါ့နော် before နဲ့ after image နှစ်ခုရွေးပြီးတော့ထည့်လိုက်မယ်ပေါ့နော်။ပုံနှပုံထည့်ပေးသွားပြီဆိုတော့ဒီပုံနှပုံကို front view မှာတစ်ချက်သွားကြည့်မယ်။ဒါတို့လိုမျိုး comparison လုပ်လို့ရတဲ့ပုံစံမျိုးပေါ့နော်။ Okay ဒါကတော့ image comparison element မှာနောက်ထပ် element တစ်ခုကတော့အာ logo animation ပုံစံမျိုးပေါ့နော် logo less ပေါ့ဒီကောင်များသောအားဖြင့်ကတော့ our client လိုမျိုး client logo တွေ animated ဖြစ်ပြီးရွေနေတဲ့ပုံစံမျိုးမှာတုံးလို့ရတယ်အဲဆိုရင်ဓာတ်ပုံလေးအာ logo လေး upload လုပ်လိုက်မယ် Okay ဒီမှာ logo လေးတွေ upload လုပ်ပြီးသွားပြီ။အဲ့တော့ဒီမှာလုံးလို့ရတဲ့ setting တွေကကြာတော့သူလက်ရှိ animator သွားလို့ရတယ်ပြင် show off show off ကကြာတော့ animate မသွားတော့ဘူး။သူကဒီရှိတဲ့ဟာအကုန်လုံးပဲအငြင်းပြပေးရပါတော့။ပြီးရင်ဒါကကြာတော့ scroll အာ size scroll ပုံစံမျိုးနဲ့ပြပေးတာဖြစ်ပါတယ်။အဲ့တော့ဒီကောင်ကို animate တောင်းမယ်။ပြီးတော့နောက်တစ်ခုကကြာတော့ဒီ logo ပေါ့နော်။အာ logo ရဲ့အာ space space ကိုဒီမှာ ီဟာညှိလို့ရမယ်ပြီးတော့ဒီကောင်က logo ရဲ့ height အဲဆက်တစ်ဖြစ်ပါတော့ဒီကောင်လည်းသွားလို့ရပြီးတော့ဒီအဝင်ဒီကောင်ပေါ့နော်အဝင်ဒီထိတ်နားလေးတွေမှာကိုကြိုက်တဲ့အရာပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်ဖြစ်လေးလိုမျိုးဝင်သွားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ် right တစ်ခုတည်းပဲလေ right တစ်ခုတည်းပဲထားလို့ရတယ် left တစ်ခုတည်းပဲထားလို့ရတယ်ပေါ့နော် okay သူက direction ကို left သွားလို့ရတယ် right သွားလို့ရတယ် stop controller ဆိုတဲ့ပြင်သွားလို့ရတယ်ပေါ့နော် okay ဒါကတော့ logo list animation အာ logo list အကြောင်းပါအခုထပ်ပြီးတော့ progress bar တို့ counter တို့ပေါ့နော်အဲဒါလည်းပြတ်ပြီးတော့အာလောက်ပြပေးသားမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် cycle counter ပေါ့နော်မစားရတော့တော့လို့ရမယ်သူက value ထဲမှာပြီးလို့ရှိရင် max value ထဲမှာ ပြီးတော့ဒီမှာအာအရှိမောင်းပေါ့နော်အရှိမောင်းလည်းဒီလိုစကလုံးလေးတွေနောက်မှာကိုထည့်ခြင်းနဲ့အာစကလုံးလေးတွေဆိုလို့ရှိရင်သူထည့်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာ size ရွေးလို့ရမယ်အာပြီးတော့ဒါ padding ရွေးလို့ရမယ် progress bar တို့ဟာရွေးလို့ရမယ်နော်ပြီးရင်ဒီ background bar ရွေးစာစာတစ်ပြင်ရွေးလို့ရမယ် ်ပြီးတော့ဒီမှာ style ထဲမှာဆိုလို့ရှိရင် inside လား outside လားရွေးလို့ရမယ်ပြီး background color ဒီလိုမျိုး color တွေအကုန်လုံးရွေးလို့ရမယ်ပေါ့နော်ပြီးတော့ဒီမှာ style ရ color တို့ gradient တို့သွားလို့ရမယ် okay ဒါကတော့ cycle counter အကြောင်းပါအခုထပ်ပြီးတော့ progress bar အကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်။ progress bar ကလည်းအခုဒီမှာ progress bar ဆိုပြီးထည့်လိုက်မယ်။ထည့်လိုက်ပြီးရတဲ့ သူဒီမှာ percentage ကို show high လုပ်လို့ရတယ်။ပြီးရင်ဒီမှာကိုထုတ်ပြခြင်းနဲ့ဟာပေါ့နော်။ okay design ရှိမယ်ဒီ percentage ကိုကိုလို့လို့ထုတ်ပြလို့ရမယ်ပြီးရင်နောက်တစ်ခု hp နောက်တစ်ခုဆက်ပြီးမှဒီကထည့်ပေးလို့ရမယ် ီးတော့ဒီဟာတကုတ်ချင်းစီရဲ့ကာလာပေါ့နော်ကာလာဆိုလို့ရှိရင်လည်းဒီဘက်ထဲမှာလာပြီးတော့ကိုလိုချင်တဲ့ကာလာကိုချိန်ပြီးတော့ထည့်လို့ရမယ်ဒီဒီမှာ borderless to width တို့ပါတော့ဗောနော်ပြီးဒီမှာ progress bar ရဲ့ color ကိုလည်းဒီမှာဒီ setting တွေက style မှာဗောနော်ထည့်လို့ရတယ်ဆိုတော့ဒါကတော့ progress bar ထည့်တဲ့အကြောင်းပါ